ဒီဝါလီဆိုတာမီးတမ်းလို့အတိတ်ပဲရတဲ့ဒီပါဝါလီဆိုတဲ့စကားလုံးကနေစဉ်သက်လာတာဖြစ်ပါတယ်။ဒီပွဲတော်မှာလူတွေကအမှန်ကိုအလင်းကအနိုင်ယူခြင်းနဲ့အဝိဇ္ဇာတရားကိုအသိဉာဏ်ပညာကအောင်းနိုင်ခြင်းရဲ့သင်္ကေတအဖြစ်ရည်စီမိကွက်ငယ်တွေကိုတန်းစီတွညီကြပါတယ်။မီးရှုမီးပန်းတွေပြစ်ပေါက်တာကလည်းပွဲတော်ရဲ့ဆင်လာဖြစ်ပါတယ်။ဒါပေမဲ့ပွဲတော်ကာလအတွင်းလေရုညဉျမ်းမှုမြင့်တက်လာတာကိုတိုက်ဖြတ်ဖို့အတွက်မြောက်ပိုင်းပြည်နယ်အများပြားမှာမီးရှုမီးပန်းတွေကိုပိတ်ပင်ခဲ့ပါတယ်။ မကြအသေးမီကအိန္ဒိယတရားရုံးချုပ်ကလေရုညဉ့်ဉန်းမှုပိုနှဲစေတယ်လို့ယူဆရတဲ့တဘာဝပဝင်ကျင်တဲ့ညီညွတ်တဲ့မီရှူမီပန်းတွေကိုရောင်းချခွင့်ပြုခဲ့ပါတယ်။ကျွန်တော်တို့နားလည်ပြီးပူပေါင်းဆောင်ရွက်တင်ပါတယ်။လူတွေကလိုချင်နေဆိုရင်တော့ခွင့်ပြုချက်မရှိတဲ့မိဘန်းတွေကိုဝယ်လို့ရတာပဲ။ဒါပေမဲ့တဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့မိဘန်းတွေပြီးတော့မုတ်တွေနဲ့ပဲကျင်းပရတာကပိုကောင်းပါတယ်။တဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့မိဘန်းတွေကဝယ်လို့အားနေပါတယ်။ပုံမှန်သုံးနေကြမိဘန်းတွေကတော့ဝယ်လို့အားများတာပါ ဒါပေမဲ့အဲ့ဓာတွေကိုပိတ်ပင်ထားတော့ကျွန်တော်တို့လည်းမရောက်ပါဘူး။အိန္ဒိယနိုင်ငံမြောက်ပိုင်းဥတ္တပရာဒေ့ရှ်ပြည်နယ်ကအယုဒ္ဓယာမြို့မှာလည်းမြေစီမီကွက်ပေါင်း1.6တန်းကိုစံချိန်တင်ထွန်းညိပြီးပွဲတော်ကိုဆင်နွှဲခဲ့ပါတယ်။ဒါကအရင်နှစ်ကထက်စီမီကွက်တသိန်းပိုများခဲ့တာပါ။အိန္ဒူဘာသာဝင်တွေကရာမနတ်ဖျားမွေးဖွားရနေရလို့ယုံကြည်ကြတယ်။မြေကမ်းနားတစ်လျှောက်မှာဒီလိုထွန်းညိခဲ့ကြတာဖြစ်ပါတယ်။ဒီဝါလီပွဲတော်ကိုကမ္ဘာတဝန်းကလူပေါင်းတန်းတစ်ထောင်ကျော်ကဆင်နွှဲကြပြီး ကမ္ဘာအနှံ့မှာလည်းပွဲတော်ခမ်းနားတွေကျင်းပသွားမှာဖြစ်ပါရဲ့ရှင်။